အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဖတ်ပြမှာတော့စာရေးသူခက်မာရဲ့စိတ်ကူးရင်ရင်ပပူဆိုတဲ့ဝိထုတူပဲဖြစ်ပါတယ်ရှင်ရှင်အင်းကြီးပေါ့ပေါ့ဖားဖားနှင်းကချိန်လုံးကြီးအနက်ကိုဝတ်ထားသောသမီးသည်အင်းရှိခန်းတွင်မှထွက်လာရင်းဗဇက်ကလည်းအမြင်မပြဲရေရွတ်လာသည်သမီးအခုဆင်းအောင်သွားမယ်မေမေနေလေကြရင်တီလရှင်ကြောင်းကကလေးတွေစီစာသွားတယ်မေ ညင်းနေဂျပန်စာသင်နဲ့ဝင်တက်ပြီးမှပြန်လာမယ်။ညအိုအိမ်ပြက်မိုးချုပ်လိမ့်မယ်။စီပစ္စည်းကရိယာတွေထည့်ထားသောလက်ဆွဲအနက်ကလေးကတစ်ဖက်၊စာအုပ်စာလမ်းတွေထည့်ထားသောလွှဲအိတ်ကတစ်ဖက်၊ဘာမှမသိသောပစ္စည်းပစ္စည်းတွေထည့်ထားသောကျွတ်ကျွတ်အိတ်ကိုလည်းဆွဲရင်းဝင်တော့ဝင်ပိုးပြည့်ပြင်းဖြစ်နေသောသမီးကိုကြည့်ကခေါင်းတစ်ဆက်ဆက်ညှိမိသည်။အော်မမေရေဒီမနေ့နိုင်ဦးဖုံးဆက်လိမ့်မယ်။ နေလေကြရင်ကိုအနီဖုံးဆက်လိုက်မယ်။တမိရှိနေမဲ့နေရာတွေနဲ့ရနိုင်တဲ့အချိန်တွေကိုပြန်ပြေးထားလိုက်ပါ။ပြီးတော့သူတို့မှာဆရာရှိရင်လည်းမှာထားခဲ့ပါလို့မေမေကတတိချာချာမှတ်ထားနော်။ချင်းချာကင်ကိုထပ်ဝင်လိုက်တဲ့ဖြင့်ဂျာကင်အောက်မှာမြုပ်သွားသောတမိကုံလုံးတတိလေးတွဲမှစကားသံတွေထွက်နေစေဖြစ်သည်။တမိအလုပ်တွေ တာဝန်တွေကဘယ်တော့များမှပြီးမှပါလေဟုတွေးရင်း အေးပါအေးပါဟုထုံးစံအတိုင်းပြန်អော်ပြောရသည်ဟဲ့သမီးမနေ့ကအင်းကိုလာသွားတဲ့မဂ္ဂဇင်းတိုက်ကိုလည်းဝင်လိုက်အောင်နော်အရေးကြီးတယ်လို့တိတိချာချာမှားသွားတာလေသမီးဒီသူ့စပင်ဖော်ဖော်များအတွင်းလက်ငါးချောင်းထိုးသွင်းကအာရပါရကုတ်ပွားရင်းညီးတယ်လို့អော်တယ်လို့ပြောပြန်သည်ဟုတ်ပါရဲ့မမေရေစီးုံအခြေကိုမြင်မြန်ဖြတ်မှာပါပဲ။ ကလေးတွေကတော့ဒီနေ့ဆောင်ပွဲစစ်မှာမဟုတ်ဖျက်လို့ဖြစ်မှာမဟုတ်ဘူးဒုက္ခပဲနော်အချင်းတွေကလည်းနင်းလိုက်တာကျိုးနီကလေးပါဖနက်ကိုစူရင်ပြောနေတော့တမီးကိုမျက်စောင်းခဲမိသည်ဟွန်းဒီတက်ရွယ်ငငယ်လေးနဲ့မိန်းကလေးတယောက်က နေရတကားမှာတလောက်အတုံးကြနေမှာတော့ဘယ်ကောင်းတော့မှလဲမိဘကပဲမခိုင်းရတော့လူနာကိစ္စကျောင်းသားတွေကိစ္စစာပေကိစ္စအခြားအသင်းဖွဲ့ကိစ္စ လူမှုရေးကိစ္စတွေနဲ့ပဲအချိန်တွေကုန်နေတော့တာပဲ။သွားပြီမမေရေစိတ်ထဲမှာနင်းနေအချင်းပေါက်နေတာကြောင့်သမီးနှုတ်ဆက်တန်းကို မတုံ့ပြန်မင်းခက်တီတီနှင်နေလိုက်သည်။သမီးကတော့ဘာကိုမှဂယုဆိုင်မိပုံမပေါ်ပဲသူဤတနေ့တာလုပ်ငန်းစဉ်တွေအတွက်အချိန်ညှိရင်စီမံကိန်းရေးဆွဲရင်ဘောက်ဆက်ဘောက်ဆက်နှင်းလမ်းလျှောက်သွားပြီ။ အဲလိုပေါက်ဆက်ပေါက်ဆက်ရှောက်တက်နေတာကအချိုးမပြေတာအဲဒီပေါက်ဆက်ပေါက်ဆက်ခြိလန်းတက်တက်တွေကပဲနေရာတကာရောက်အောင်ရှောက်နိုင်သွားနိုင် အလုတ်လုံးနိုင်လွန်းတော့တာသမီးတယောက်ဒီလိုအလုတ်ရှုပ်အသုံးဝင်အချိန်ကုန်နေမှုတွေပေါ်စိတ်ထဲမှာခက်ဖို့ဖို့ဖြစ်မိပဲမင်းဒီလိုဖြစ်အောင်ငါပဲပုံသွင်းခဲ့တာပါလားဟုဇန်စစ်မိသည့်အခါမှာတော့ကိုကိုကိုပင်အပြစ်ဖို့ရမလို့ဖြစ်လာကား တပြင်းတီးတီးခြာယုံသာတက်နိုင်တော့သည် သမီးကိုမွေးစားကားတော့အချားကလေးများကဲ့သို့ပင်ဘာမှမထူးခြားသော ခလေးပေါ့စာနီတာရဲလေးပင်ဖြစ်သည်နေရွယ်ကားကားနှခမ်းဆူဆူမျက်လုံးနဲ့နဲ့နှင်းသမီးကိုကြည့်ရင်ငါသမီးဟာတော်ရမင်းထက်မြက်ရမင်းလူများစုတွေ့အသုံးဝင်အဖို့တန်နေရမင်းစိတ်တဲ့ကြက်ခိုင်မြက်မြက်ရမင်းဟုတွေးကသမီးဦးကိုပုံသွင်းပြောထောင်ဖို့ အယူတယောက်လိုပင် စီမံကိန်းပြပွားဖြင့်တက်ကြွနေခဲ့သည်ဖဖေမေမေဖဖိုးဖွားဖွားဟုတ်ပြီတမီဆက်ခေါ်ကြည့်စမ်းဦးဦးဒေါ်ဒေါ်ကိုကြီးမမစကားပြောတဲ့စကားလေးကအပြောအဆိုရည်ကြီးတိမ်မွေးအောင် လူမှုဆက်ဆံရေးအဆင့်တန်းမြင်မအောင်ဆုံးမတော်တင်ခဲ့တာဖြစ်သည်မိမဆန်လုံးအကြည့်ပြီး ခြေတလန်းကိုဂရီတန်းတက်အောင်လမ်းမို့ကြိုးစားရင်းအချိန်ကုန်မိပုံစံမျိုးပေါက်သွားမှာဆိုတာကြောင့်ဘောင်းမီရှီရီဝဲစပိုရှက်တွေရှိအင်းကြီးတွေဆင်ပြီးလွလွလက်လက်ပေါပေါပါပါတတလက်လက်နေတဲ့အောင်လေ့ကျင့်ပေးခဲ့တာလေကိုယ်တိုင်ပါပဲသမီးချုပ်တန်းနှစ်မှာတိုက်တင်မာလာလို့တိုက်တွန်းတော့သမီးဖဖေပြောတာကိုမှတ်မိနေသေးတယ်ခမရသမီးကိုဘာမှတ်နေတယ်လဲ ဒီတုန်းကအားကြမခံပဲအရင်စလိုတုံ့ပြန်ခဲ့ရတယ်။အိုးကျမသမီးဟာစာတော်ယုံနဲ့မကအောင်ထမ်းမြက်ရမယ်။ကျမ်းမာကြံ့ခိုင်ရမယ်။စိတ်တက်မြင့်မြတ်ရမယ်။ကိုကျိုးစွအနစ်နာခံနိုင်ရမယ်။သူ့ပဝန်းကျင်ရလူတွေအတွက်အတုံးဝင်နေမယ်။အဖိုးတန်မင်းကလေးဖြစ်ရမယ်။သမီးဖေဖေကတော့ထုံးစံအတိုင်းစကားရှိရှိမတုံ့ပြန်မင်းခေါင်းညိတ်လိုက်ရောခဲ့တာပါပဲ။ သမီးကိုတလှည်အမေကိုတလှည်လှည့်ကြည့်ကခေါင်းတဆက်ဆက်ညှိနှာကြောင်းခေါင်းကိုမရင်းကိုချီထားရင်းကျမသမီးဟာတနေ့နေ့မှလူတွေအတွက်ဘလောက်အသုံးဝင်အဖို့တံမလဲဆိုတာကြည်ထားပေါ်ဟုအတန်တိတ်ကြွကြော်ကမာနတက်ခဲ့ဘူးသည်သမီးကခုနှစ်တက်နှစ်မှကရာတေးတင်ကျင်းနေဆိုတော့ဒီကျင်းနဲ့နဲ့ပင်လိုက်ရောခဲ့သည်ကောင်းနေသမီးတွဲတယောက်ထင်းခရီးတွေနဲ့ ညာရင်ညာတာတွေမှာစိတ်ချရတာပေါ့မျက်မှောင်ကိုကြုံပြီးကြောင်စားတွေတက်တက်မဲမဲကြက်မှတ်နေသောတမီကိုကြည့်ရင်စာကြဘူးလေးဖြစ်ပြီး ပြင်ပဖူးတုတာတွေမှာ အလံဝေးနှုံချသွားမှစိုးရိမ်မိပြန်သည်တမီရေကြောင်စားပြင် အခြားဖူးတုတာရမယ့်စာတွေပါလေးလာနော်ကြောင်စားတခုရဲပဲတော်ပြီးတခြားဘက်တွေမှာဘာမှအတွေ့အကြုံမရှိအတော့မကြရင်လည်းအလကားပဲ။ တပိမောက်ចောင်းသားတို့လေယူတုံတုံတို့စစ်နှစ်ငင်းချင်းကြီးတို့လိုစာအုပ်တွေကိုတကူတကဲရှာဖွေပေးခဲ့တာလေတမီးအမိပါပဲနောက်ပိုင်းမှာဇဝနာမြတန်းတင်တိန်ဖေမြင်ခင်နှင်းယူခင်ဆွေဦးစသဖြင့်စာကောင်းပေမို့တို့ကိုတမီးကကိုရင်ရှာဖွေဖတ်ရှုတက်လာတော့တမီးဤရွေးချယ်တတ်မှုပေါ်ကြည်ွေကြည်နဲ့ခင်ရသည်ဒီမမမီတမီးဝတ္ထု သမီးဤပထမဦးဆုံးဝိတ္ထုတုကလေးပါလာတော့ဇာအုပ်ကိုထုတ်ပြလာတော့သမီးကိုယ်တိုင်ဘလို့နေမယ်တော့မသိပဲမင်းသမီးအမေဟာရင်းနှီးတလက်လက်ခုံကဝမ်းမြောက်ခဲ့ရသည်ဇာပေကိုနှံ့ဆက်စွာလေလာဖတ်ရှုနိုင်သူဖြစ်တာမျောလင့်ခဲ့သောသမီးကဇာပေကိုဖန်တီးနိုင်သူတယောက်အဖြစ်ဖြင့်လှမ်းလျှောက်စာပြုပြီးလေဇာရည်သူဆိုတာသမိုင်းကိုတတ်သိခံသူတွေပဲ သမီးဟာစာရေးဆရာမကြီးတယောက်ဖြစ်အောင်လဲလုံနိုင်ပါလားဟုသွေးနှထင်ရောက်ချင်လာပြန်သည်ဒီကြားတဲ့ဇေတန်းကိုဂုံနူးတတိကြီးနှစ်အောင်ကစီတက်ကတူကိုချွတ်ချွတ်မုံမုံဝင်ခဲ့ရပြန်တော့ကျင်းနေစိတ်ပြည့်ရှန်းကသမီးအနာကဲ့တွဲယုံကြည်ရဲခဲ့ပြီသမီးသည် သူ့နာခတ်ပေါ်အသေးချာလမ်းညွန်ပဲ့ကိုင်နိုင်သူမိန်းမငယ်တယောက်ဖြစ်ခဲ့ပြီ မိဘတို့ဤမျှော်လင့်ယုံကြည်မှုတို့ဖြင့်ကြန့်ခိုင်ခဲ့ပြီးတမီးတယောက်စေတကတို့တက်နေသည်တက်တန်းတလျှောက်သည်ကျင်းနှက်ဖွယ်ကုံဆုံးခဲ့သည်ဒီချိန်ကြပြန်တော့တမီးမေရှာဖွယ်ပြီးတော့စာအုပ်များသည်နော်မန်ဘတ်တွန်တို့ခြေခွေဖွေရာတို့ဂျိုစီရီဇော်တို့အကြောင်းဖြစ်နေခဲ့သည်ကျောင်းစာပြင်စာအုပ်စာရက်များဒစတာစာများပြလာသည်တမီးဝိတ္ထုတို့တွေပါသောမဂ္ဂဇင်းများ ရင်ကြီးပြည့်ပြည့်သောလူမှုဆက်ဆံရေးနှင့်သမီးကိုအလိုရှိနေသည့်ပတ်ဝန်းကျင်တွင်မှတည်ကြည်သောမျက်နှာပိုင်ရှင်သမီးကိုကြည့်ရင်းငွားကွားဟုကြွေးကြော်မိသည် တွေ့လားသမီးဖေခမားသမီးကိုဘာများမှတ်နေလို့လဲလို့မမေးတော့ဘူးလားသမီးဖေဖေကိုပြုံးဆဆနဲ့မေးတော့သမီးအဖေကလည်းပြုံးဆဆနဲ့ပြန်ဖြေသည်အေးလေခမားကျင်နေရင်ပြီးတာပါပဲ သိကျင်နတာပေါ်ဟုစိတ်ထဲမှပြန့်ပြေခဲ့သည်တမီစာကျက်နေခြင်းဆိုကျဥ်နွားနို့ဖန်တီပေးရင်တမီဝတ်ထုရင်းနေခြင်းဆိုကော်ဖီကြကြဖြော်ပေးရင်တမီတငယ်ချင်းမိတ်ဆွေတွေလာပြီဆိုသမင်းဟင်းအချို့ပွဲကအစာပြည်စုံအောင်စီစဉ်ပေးရင်တမီ၏အချင်းများကိုတန်ဖိုးရှိစေခဲ့သည်တမီကစာလဲတော်ခဲ့ပြီပြင်ပစာပေနှင့်ဘဟုတုတ္တမှာလဲနှံ့ဆက်စွာ နေရာရခဲ့ပြီ လူမှုဆက်ဆံရေးအဆင်ပြေချေငယ်မှုကြောင့်လဲမိတ်ဆွေပေါင်းသင်းပေါများပြည့်စုံခဲ့ပြီမိမိချင်းနဲ့တာပေါ်ရက်ွက်ထဲဟာတူရှင်မယူနိုင်တဲ့ကလေးတွေကိုဖုံးဝေးကြမှာဖြစ်ဖြစ်တီလာရှင်ကြောင့်တကြောင်မှာဖြစ်ဖြစ်စာတင်ပေးချင်တယ်မိမိသိကောင်းတာပေါ်သမီးရေကိုလဲကုတို့ရသူတို့လဲပညာရပေါ်မိမိဆရာကြီးတို့တီလာရှင်ကြောင့်မှာစာတင်ခွင့်ရဖို့ပြောပေးမယ်လီ အဲ့ဒီအချိန်နှုန်းကသမီနီတူ သမီမေမေမှလည်းတက်ကြွခဲ့သည်သမီကစာအုပ်စာတမ်းတွေစုမြေပြူဘောပြက်ဝဲအင်ကကြောက်တယ်မို့အဟောင်းကြီးကိုစီပြန်တုံးနှင်းအလုရှုံနေသလိုသမီအမိကိုယ်တိုင်မှလည်းဒီလရှင်ကြောက်မှစာတင်ဖို့နေရာရနိုင်ဖို့ကျောင်းကို အခေါက်ခေါက်တွားပြီးခွင်တောင်းရက်ွက်ထဲကကျူရှင်မြူနိုင်သူကလေးတွေကိုစုစည်းနှင်းပင်ပင်မမှန်ပင်ကျင့်နေခဲ့သည် ဇနီးနင်းကလေးမနဲ့တွေ့ဆုံမြေပြူတပူစာအုပ်တပွေးနှင်းတီလာရှင်ကြောင့်စီတို့ဦးတီသွားနေသောတမီးကိုကြည်ရင်ငါတမီးဟာအများအကျိုးအတွက်လဲစောင့်နိုင်ခဲ့ပြီဟုပီတိဖြာဝေခဲ့သည်ဖြစ်နိုင်မယ်ဆိုရင်တော့အခမဲ့စီကံဖွင့်ခြင်းနဲ့မမေဆရာဝန်ဖြစ်စားမှာတမီးကဒီစကားပြောတော့နည်းနည်းမျက်လုံးပြူသွားသည် ဒါပဲမဲတမိတို့မှာဒီလောက်လည်းမချမ်းသာတော့တမိဒီလိုစဉ်းစားမိတယ်။အခမဲ့စီယုံတစ်ခုခုမှဝင်ပြီးလှုပ်အားပေးရင်ကောင်းမလားလို့ဟိုရင်တုန်းကတွေလို့တိတ်ကောင်းတာပေါ့ဟုအရင်စလို့ဝင်မပြောမိတော့ပဲမဲကုသိုလ်ရတဲ့အလုပ်ပဲလေဟုတွေးကခေါင်းညိတ်မိခဲ့သည်။ထို့မှနောက်ပိုင်းမှာတော့တမိဤရက်သက်တပတ်များသည်ဇာတင်ချောင်းစီယုံတို့ကြားတွင်လဲပဲရင်း ဝင်ဝင်မဲ့စွာ ကုံဆုံးနေတော့သည်ဂျီပီထိုင်းတဲ့တငယ်ချင်းတယောက်ခရီးရှည်ထွက်မှာမို့သူ့စေကဲမှာတလလောက်ဝင်ကူထိုင်ပေးမယ်မေမေတမီအီလူဝချင်းချင်းဂူညီမှုပေါ်ခြေနဲ့ပဲမေညာစဉ်စေနိုင်နီးပါးမှအိမ်ပြန်ရောက်လာတာကိုတော့စိတ်ပူမိလာသည်တမီပြန်မြောင်မချင်းမအိပ်ဖဲထိုင်ဆောင်ကတကားဖွင့်ပေးရတာတွင် ညနေစာထမင်းကိုဘယ်မှများစားမလဲစားမှစားပါမလားဟုတွေးတော့ဆိုရင်ရတော့ညာများဆက်လာသည့်ခါမှာတော့မူဒီတာမပွားနိုင်တော့ပါသမီးကတော့မနေ့9နာရီမှည10နာရီအတွင်းရှိ သူဤလုပ်ငန်းရှင်များအပေါ်တွင် တက်ကြွခြင်းနဲ့လျက်ပင်စောင်းမွက်ထပ်ဖြေဖို့တင်းနှက်တက်အောင်မယ်မမေဂျီအိုဘီလေးပါလေးထွက်ခွင့်ရရင်အဆင်ပြေအောင်ဂျပန်စာဖြစ်ဖြစ်တင်ထားခြင်းနဲ့မမေ ဒီလိုဆိုလာပြန်တော့လေတမီအီအနာဂတ်ရေးကိစ္စမှုတမီမီမီမှာပါမီဖြည့်ဆည်းပေးရပြန်ပေါ့တင်းနှင်းချိန်မိဖို့ထမင်းဟင်စီစဉ်ရတာထမင်းမှုအစဉ်ပြေအောင် ဖန်တီးပေးရတာစားချက်ချိန်တွေမှာအစဉ်ပြေအောင်စားစရာတစ်ခုခုစီစဉ်ရတာတွေတိုးလာပြန်သည်တမီအီနိုင်များကတော့တဖြည်းဖြည်းတိတ်သေးလို့သာလာတော့သည်ကိုကြီးကိုယ်တော်အပြင်လူမှုရေးအကျိုးဆောင်မှု ကိစ္စတွေကလည်းများပြားပါ တမီညနေတင်နေအပြတ်မှာငပြောသည်တဖီလောက်ဝင်ဝယ်ပေးပါလားညနေတမီအိတ်မပြန်တော့ဦးမေမေမမွှေးစည်းုံတက်နေတယ်လေမေမေသိတယ်မလားအဲစည်းယုံမှာညဆောင်အိတ်ပေးရမယ်အိမ်ပြန်မလာတော့ဦးဒါမျိုးတွေပြင်လုပ်ပေါ်ကိုင်းဘက်ရဲ့အဖေခိုင်းဒီကိစ္စကိုသွားပြောပေးဖို့ငွေကြေးချုပ်တဲ့သည်လူနာတူကို အလောက်ရှာပေးဖို့မဂ္ဂဇင်းကိတခုက အကူအညီတောင်းသဖြင့်စာမဝင်ဖတ်ပေးဖို့ ။တမီးအလုပ်တွေကတမီးအသက်ထဲများခဲ့ပြီ။အိမ်မှာမိသားစုထမင်းလက်ဆုံစားနိုင်မှုဆိုဒီမှာအလွန်ရှားပါးသော အခွင့်အရေးဖြစ်ခဲ့ပြီ။တနင်္ဂနွေနေ့ကျရင်တမီးတော်လေးတို့အိမ်ကိုခဏလောက်သွားပေးပါလား။မအားလို့ပါမမေရဲ့အိမ်နေ့ကျရင်လေ။ကဲကဲတော်ပါတော့တော်ပါတော့ကျုပ်ကသာကျုပ်ပဲသွားပါတော့မယ်။ အိနေကြရင်လေးဟုအစာချီတော့တမီအီတနေတာ အခမဲ့လူမှုရေးကိစ္စစည်ရင်စရာတွေကိုတန်းစီပြီးကြားရတော့မှမို့မြင်မြန်ဆက်ဆက်ပဲစကားကိုဖြတ်လိုက်ရတော့သည်တခါတလေများဆို အဖေအမေနေမကောင်းတာတောင်တမီမတိလိုက်တော့နနက်မိုးလေးသည်နှင်းစေးယုံစာသင်ခန်းကျောင်းတင်နှက်ခတ်မှလူမှုရေးကိစ္စဝဝကိုဖြည့်ရှင်းပြီးညစေနိုင်လောက်မှအိမ်ပြန်ဝင် နောက်တနေ့မနေ့9နာရီပြန်ထွက်ကြာလာတော့သမီးမျက်နှာကိုမှမတ်မိခြင်းတော့တလူလူ တခါတလေအပြင်မှသမီးဖုံးဆက်လျင်ဘယ်သူလဲဟုမေးမိတာတွေရှိလာသည်သမီးရဲ့မိသားစုအတွက်လည်းအချိန်လေးပါလိပေးပါဦးအခုတော့သမီးချိန်တွေဟာသူများကိုကူညီဖို့အကျိုးဆောင်ပေးဖို့အတွက်ကများနေတယ် ီလိုပြောတော့သမီးကမျက်လုံးနဲ့နဲ့နဲ့စူးစူးပြန်ကြည့်ရင်ပြောသည်သမီးသူများအတွက်အလုပ်လုပ်ပေးတာနော်မန်ဘတ်သွန်းရဲ့ခြေပြားတော်မမိသေးပါဘူးမမေနော်မန်ဘတ်သွန်းဆိုတာသမီးဖတ်ဖို့ကိုတိုင်းရှာဖွေပေးခဲ့တဲ့စာအုပ်ပေပဲကိုထူးသည်ဘဘူးကရုံလုံးအကြွလွန်ပြီလားမသိတော့ပါမနေ့ဇေနိုင်းလောက်မှာတမီးကဖုံးဆက်လာသည် ။သမီးအိမ်ခဏပြန်လာမယ်မေမေ။အိမ်မှာထမင်းစားမယ်။ပြီးရင်ချက်ချင်းပြန်ထွက်ရမယ်။သမီးခရင်ပေးစားအုပ်စင်မှာအပြန်ရောက်ဖုံးဖုံးထားတဲ့စားအုပ်နှုတ်ရှိတယ်။အဲ့ဒါရှာထားပေးပါ။ရှာရှာပါပါအိမ်မှာထမင်းစားမီအစီအစဉ်မို့သမီးအိမ်ပြန်မရောက်မီနိုင်ပိုင်းတွင်ဟင်းအမေထတ်တူးဖို့စီစဉ်ရတော့သည် မုံလာဦးချင်းနှင့်စက်သားစီပြန်ကရှိပြီးသားမို့ပန်းမွင်လေးတစ်ခွက်ကြုံလိုက်သည် ပစုံကြောက်ကလေးထောင်းပြီးငပိရီလေးဖြိုလိုက်အောင်မြီပေါပန်းပြူတို့စရာကို အရွက်တင်နေတော့မှာပဲတမီဤခြေတန်တိုင်းတိုင်းနှင်းစူးစူးရှာရှာနှုတ်ဆက်တန်ကိုကြားရသည်မယူမတိမမီရဲ့တမီထမင်းစနေတော့ဘီယိုရဲဟာတမီရှိန်ကြီးအနှံ့နဲ့အပြာနှုတ်အောင်ဇင်းမဲ့လုံးကြီးလေးထုတ်ထားပေးပါလားရေချိုးလို့လည်းမိမှာမဟုတ်ဘူးထမင်းစပြီးတာနဲ့အဝတ်လဲပြီးတန်းထွက်ရမယ် ေးုံမှာခွဲခန်းဝင်ပြီးရင်ညနေချီပီထိုင်ပေးရအောင်မယ်။ညကျရင်ဝမ်ဝမေးစေးုံတက်တာစောင့်ပေးရအောင်မယ်။ဒီညပြန်မိတ်တော့ဦးမေမေ။ထမင်းကိုပလုတ်ပလောင်းစားနေသည့်သမီးကိုကြောက်ငေး၍သာကြည့်နေမိတော့သည်။ထမင်းတော်ဝအောင်အေးအေးစီစီစားစမ်းမအောင်သမီးရဲ့။ထမင်းပြန်စားမယ်ဆိုလို့မမေမှာပြင်းပြင်းမမှန်ပြင်ဆင်ထားရတာ။ ဟုတ်ကဲ့ပါစားပါမယ်မိမိသာတမိရှာခိုင်းတာတွေမြန်မြန်ရှာပေးပါအရေးကြီးလို့ပါမိဘစေတနာကိုတော့ခယူမထားနိုင်တော့အောင်လုံးနေသည်တမိပေါ်စိတ်ထဲမှာနည်းနည်းမြတ်သွားပေမဲ့တမိအလိုချအိတ်ခဲနဲ့ဝင်ခဲ့ရသည်လူသားတယောက်ကိုတာသမီဖြစ်မွေးရတာဘယ်အတွက်လဲဟုတမိပစ္စည်းတွေကိုရှာဖွေရင်းတွေးမိလာသည်တမိမျက်နှာကို တွေးမြင်ခွင့်ရဖို့ အချိန်ယူနေရသောမိခင်တယောက်နေဖြင့်တမီဤလုပ်ငန်းဆောင်တာများကိုဆန်းစစ်မိပြန်တော့လေနေရာတိုင်းမှာအတုံးဝင်ဖို့ကိုကျိုးစွန့်တက်ဖို့စိတ်ထားမြင့်မြတ်ဖို့တွင်တင်မိခဲ့တာတမီမိမိကိုယ်တိုင်ပဲမဟုတ်လားတမီရှာခိုင်းသောစာအုပ်ပြနှုတ်ကကြရင်ပြီးစာအုပ်စင်မှာ တတော်ရှာယူလိုက်ရသည်အင်ဂျီနှစ်လုံးကြီးကတော့အလွဲတကူပင်တွေ့၏ ပစ္စည်းများကို ပွေပိုက်ပြီးတမီးရှိရာပြန်လာတော့တမီးကသုံးလေးလှုပ်စားကြံတော့ထမင်းကိုလက်စားတတ်နေပြီတမီးကိုခီးစိတ်လေးနည်းနည်းပါပါပေးပါအောင်မေမေတမီးမှငွေပြက်နေပြီစာရေးစရာဆရာဝန်မကြီးတယောက်ဖြစ်နေသည့်အထိဝင်ဝင်တပြားမှမရှိသေးသောတမီးကိုကြည့်ရင်ခေါင်းညှိမိသည်တမီးဝင်ဝင်ကိုမျှော်ကိုတာမဟုတ်ပြီ သမီးအနာဂတ်အတွက်စိတ်ချရမှုတွေထဲမှာငွေကြေးကိစ္စပါပါစေခြင်းပြီး။နေဖူပေါ်မှာချွေးစာတွေကိုလက်ဖမိုးနဲ့တုပ်ပြီးနောက်အင်းကြီးလဲဖို့ပြင်နေသောသမီးကိုပြောမိသည်။ငါသမီးကိုခတ်တုံးတုံးလေးပဲမွေးမိခင်ကောင်းမှာ။ဟမ်ချွေတွေဆွေဆွေနဲ့သမီးကိုခဏလောက်ဖြစ်ဖြစ်နားစီခြင်းသေးသည်။သမင်းကိုယ်တော်ဖြောက်အောင်မစားနိုင်တဲ့သမီး အိမ်အတွဲဘာလုပ်ပေးရမလဲမင်းနိုင်မို့ဆိုတာဝေလာဝေခရီးစရိတ်တွဲပက်ဆန်လဲတွားယူပေးရအောင်မဘာပြောလိုက်တာလဲမေ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 တို့တစ်ကနေပြန်စားရင် ကောင်းလိမ့်မယ်ထင်တယ်သမီးရေသမီးကအင်ဂျီတဲ့လက်ထိုးသွင်းနေရမှာခေတာတန်ကငေးချောင်ချောင်ကြည်နေလီသည်ခန့်မာ ရှေ့ပြီးမတ်လ1993အဆုံးထိနားဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။